သူမပြေးနိုင်တော့ဘူးဘုံကမပြေးနိုင်တဲ့အချိန်ကျတော့အောက်လက်ငယ်သားတွေကိုကျွန်တော်နောက်ပြန်ဆုတ်တော့ဆိုပြီးတော့ပြောပြီးတော့မှဒါလက်ပြဘုံကိုသူရှင်ဘက်မှာပိုက်ပြီးတော့မှအဲသူကိုသူအဆုံးစီရင်သွားတယ်ပေါ့ရန်သူလက်အတွင်းကိုအသက်ရှင်လျက်လုံးဝငါမရောက်စေရဘူးဆိုတော့စိတ်နဲ့အလုံးမင်္ဂလာပါမင်္ဂလာပါကြည်မင်္ဂလာပါဟုတ် ဆရာကြီးဘုံမူခေါ်တဲ့ကိစ္စလည်းပြခင်ဗျားတို့ဒီစစ်တပ်ကြီးကိုမုန်းနေဆိုရင်ဘာလို့ယူလာလဲဒီနေ့ comment တကူတက်ပြီးတွေ့သေးတယ်ခေါ်ကျင်လို့လည်းကျွန်တော်တို့ချင်းချင်းလည်းခေါ်ကျင်လို့ခေါ်မယ်ပြည်သူလူထုလည်းကျွန်တော်တို့ခေါ်ကျင်လို့ခေါ်ပါဘို့နော်ဒါနဲ့ပတ်သက်ပြီးတော့ဘာပြဿနာမှမရှိပါဘူးဆိုတာလေးပြောချင်တာဒီနေ့က2025ခုနှစ်အောက်တိုဘာ16ရက်နေ့ပေါ့နော်16ရက်နေ့ဒါညညကင်းပေါ့ညကင်းဒီနေ့ရရှိတဲ့သတင်းတွေကတော့နည်းနည်းတချို့ဟာရတဲ့သတင်းကောင်းတယ်ပြီးတော့တချို့ ကိစ္စဆိုလို့ရှိရင်လည်းဒါဟိုရန်သူလက်ထဲကိုကြားရောက်မခံဘူးပေါ့နော်ကြားရောက်မခံမယ်နဲ့ဒါကိုဟိုကိုကိုတတိရှိရှိပေါ့နော်တတိရှိရှိဒါအအဆုံးစီရင်လိုက်တဲ့အားလေးတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်ဒါဒါကတော့ဟိုတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါဂုံယူစရာအဖြစ်ပြတည်းရလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အသက်ဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ဒါတိုက်ပွဲဝင်နေတဲ့တကယ့် ဟိုတာဝန်ရှိတဲ့လူတယောက်ဆုံးရှုံးသွားတဲ့အခါကျတော့ဒါဝန်နေတရားလည်းဖြစ်တယ်ပေါ့နော်ဂုံဂုံယူတရားလည်းဖြစ်တယ်လို့ဝန်နေတရားလည်းဖြစ်တယ်ပေါ့နော်ဒါနောက်ကြောင်းရတစ်ခုကတော့ဒါကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းအခြေတဝန်လေးဟိုပြောပြချင်တာပေါ့နော်ပြောပြချင်တာဆိုတော့တို့ရှစ်ကောင်စီရဲ့ဒါဟိုတချို့နေရာတွေကို no man land တတ်မှတ်လိုက်ပြီဆိုလို့ရှိရင်ပြည်သူလူထုကပြည်သူကတော့ပြောရရင်တော့ဆရာကြီးကဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် စစ်တပ်အုပ်ချုပ်တဲ့နေရာမှာသူ့အိမ်ရှိရင်လည်းသွားရမှာပဲသူစီးပွားရေးလုပ်ငန်းရှိရင်လည်းသွားရမှာပဲဒေါ်လိုင်းတက်ဖွဲ့အုပ်ချုပ်တဲ့နေရာမှာသူ့အိမ်ရှိရင်လည်းသွားရမှာပဲဒါကတော့သူ့ရှိရဥမာအိမ်ထဲမှာပစ္စည်းကြံနေတာတို့ဘာလို့သူတခြားတဲ့နေရာမှာစီးပွားရေးဆောင်အနေနဲ့ပြောင်းရွှေ့နေတယ်ဆိုရင်လည်းအိမ်ထဲမှာပစ္စည်းကြံနေအရေးကြီးပစ္စည်းကြံနေတော့သွားယူရမှာပဲဒီဟာကတော့ဒါပြည်သူလူထုရဲ့ဟိုသူ့မှာနောက်ထပ်ပြန်ရှာဖို့မြည်ဥမာကားကြံနေတယ်လို့ ရုတ်တရက်လမ်းဘေးမှာတော့ဝယ်လို့ရတဲ့အရာမျိုးမှမဟုတ်တာအရင်ဒီပေါင်းများစွာဆိုတော့ဒါမျိုးတို့ဥမာအရေးကြီးတဲ့ data အချက်လက်တွေတို့ဒါမျိုးတွေရှိတဲ့အခါကျတော့သူကဟိုအသက်ဆုံးပြီးတော့မှပြန်ယူရတာရှိတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့လည်းဒါဟိုစစ်တပ်ကတော်တော် ရုံးမာတဲ့လှုပ်ရက်ဗောနော်ရုံးမာတဲ့လှုပ်ရက်လှုပ်လိုက်တဲ့ကိစ္စတခုလည်းရှိတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းဒီနေ့ဆွေးနွေးသွားမှာဖြစ်တယ်ဗောအဲ့တော့တရင်လေးတွေစာပြီးပြောပြပေးပါ အဲ့တော့ကျွန်တော်တို့မကွေးတိုင်းပေါ့နော်မကွေးတိုင်းငဖဲမြို့နယ်တဲ့ကခုနနဲ့ရေကံပြူဟာကိုကနေမှထွက်ပြေးတဲ့စစ်ကောင်စီရဲ့တပ်သားတွေကိုကျွန်တော်တို့တော်လည်းတပ်ဖွဲ့တွေဘက်ကဖမ်းမိပြီးတော့စစ်တုံးပန်းအဖြစ်လဲဖမ်းမိတယ်တချို့ကလည်းတော်တော်များများအလင်းဝင်လာတယ်လို့စက်တိုက်ကို လင်းဝင်လာတယ်လို့သိရတာပေါ့နော်ဟုတ်ဟုတ်အော်အဲဒါနဲ့ပတ်သက်ပြီးတော့အဲ့မှာ6ပေါက်ထဲမှာထည့်ပြီးတော့မှ မေးတာမြန်းတာဘောနော်ပဲရဲဘော်တွေကကျွန်တော်တော်လိုင်းရဲဘော်တွေကဒါစီကောင်စီရကောင်တွေဘယ်လောက်ထိတုံးလဲအလဲဆိုတဲ့ဟာဘောနော်အဲ့တော့တုံးလို့အလို့လဲစစ်တပ်ရဲ့ရောက်တာလို့တော့ပြောရမလို့ဖြစ်နေဒီချိန်ကြီးမှာဘောနော်ဒီခေတ္တကာလကြီးမှာဘောနော်ဘာဖြစ်လို့လဲဆိုတော့လုံးဝမကောင်းတော့ဘူးချိန်တွေမကောင်းတော့ဘူးပြည်သူတွေကပဲလဲမျောတော့မယ်ဆိုတဲ့အချိန်မှာအဲ့ဒါတုံးလို့ ਆ တချို့ဆိုရင်ဒါတုံးလို့ ਆ လို့ရောက်သွားရှိရတချို့ဆိုရင်ငွေကြေးမပြည့်စုံလို့ရောက်သွားတာရှိရတချို့ဆိုရင်ဒါဟိုဘယ်လိုပြောရမလဲရုံမှခံရလို့ ရောက်သွားတာတွေရှိရပေါ့နော်အဲ့တော့အမရဲဘော်တွေကဟာတာလေးလောက်ပြီးတော့မှ3000ပဲ3000ပဲနှစ်ခါပေါင်းခိုင်းတာကို6000 6000ဆိုပြီးတော့မှထွက်လာတဲ့အခြေအနေမျိုးအဲ့တော့သူလာတာသူကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါဆရာကြီးလေးပါတယ်ပေါ့ကျွန်တော်တို့ဟိုဟာမှာဗာလဲဒီတက်ရှိ CEO မှာတော့ကဟိုဒဏ်ရာရပြီးတော့မှကျွန်တော်တို့ဖမ်းမိထားတဲ့တယောက်ကိုအင်တာဗျူးတော့ဆိုလို့ရှိရင်လေအဲလာတာကသူကဆင်းရဲမဲ့ရောက်လာတယ်လာတာငွေကသူ့လက်ထဲကို မရောက်ဘူးပေါ့နော်ဟိုဝါဘိုးဖြက်ဒီဟာဘိုးဖြက်နဲ့သူ့မှာစခန်းပေါ်မှာဈေးတိုင်းတဲထားတယ်ပေါ့လားအဲ့ဒီဈေးတန်းနေပြီးကမှသူ့ကိုရောင်းပြီးတော့မှသူတို့ရောင်းပေးတဲ့ဟာတွေကလာကုန်လို့ရှိရင်စားတာနည်းနည်းစင်းပိုဖြက်တယ်အခုလည်းဒီတိုင်းပဲဒါအနေရံမှာကသူကရိတ်ခါတော့မယ့်ဆရာကြီးသမင်းနမ်မန်အောင်တော့မယ်ဟိုဝိုင်းဝိုင်းတွဲတို့ဘာတို့နဲ့သူကအထုတ်ရည်ကိုအများကြီးအမှဟိုဟိုနေရင်စရာမှာတင်းထားတဲ့ ဓာတ်ပုံဆိုလို့ရှိရင်ကြည်လိုက်အောက်မှာအထုပ်တွေဒီလိုတောက်လျှောက်တော့ဒီကရင်ပဲချမ်းလို့ဟိုဟော်လီတို့ဘာတို့ပဲချမ်းလို့ဟိုတစ်ခေါက်ပန်းမှာတထုပ်ချတာမဟုတ်ဘူးကြာအဲ့အထုပ်ကဟိုအတွဲလိုက်ရည်တော့တောက်လျှောက်အများကြီးပဲချပေးရတာပေါ့နော်စားဖို့တော့အနိုင်နိုင် ဖြစ်နေတဲ့အချိန်မှာကိုချင်းချင်းဘာကြီးလောက်လာကြလဲဆိုတော့ရဲဘော်တွေရဲ့လာတာတွေကိုနော်တာဝန်ရှိတဲ့လူတွေကဒီဒီချင်း ဲကျွန်တော်တို့ဒါကျွန်တော်တက်နာကအဲကျွန်တော် CDN လုတ်ခဲ့တဲ့တက်နာကအုတ်ချွေမှုတယောက်ပြောတယ်လို့ပေါ့နော်အတူဘာပြောလဲဆိုတော့ဒီတစ်ခါအာနာသိန်းနာမှာငါမချမ်းသာရင်ချမ်းသာတဲ့အကြောင်းမရှိတော့ဘူးဆိုတော့ဟာလိုပဲစစ်ဘိုတွေလည်းဒီတိုင်းပဲတာဝန်ရှိတဲ့လူတွေကဒီအာနာသိန်းမှုဖြစ်စင်မှာနော်ကိုကိုချမ်းသာအောင်တီတီဆောက်သွားကြတာဗောနော်ချမ်းသာအောင်တီဆောက်သွားကြတယ်ဂိတ်ဂိတ်တွေမှာလည်းဒီတိုင်းပဲဟာဖုန်းတွေ၆၁ ဆေးပြီးတော့မဟာပုံနေနိုင်ငံကြီးနဲ့ပတ်သက်တဲ့ဘာမှမဟုတ်တဲ့ပုံတပုံတွေ့ရင်တော့မယ်ပတ်စံ5000ရမှဖုံးပြန်ပေးတဲ့အခြေအနေမျိုးတွေပြီးလို့ရှိရင်ခရီးသွားတဲ့ဟာမှာဒါဒေါ်လာကြီးနဲ့ပတ်သက်တဲ့အရေးအယောင်မျိုး တွေ့တဲ့ပစ္စည်းပိုင်းတွေ့လို့ရှိရင်လည်းဟာအဖွင့်ရတာဖောက်ရတာနဲ့ဟိုပြီးရင်ပစ္စည်းပိုင်းရှင်ကိုရေးရတာ ਨੇ ပေါ့နော်ဒီလိုမျိုးတွေဟိုဖြစ်တော့ဒီမှာအချင်းချင်းခေါင်းမုံဖြတ်တဲ့အခါကျတော့တို့မနေတော့ဘူးပေါ့နော်မနေတော့ဘူးမနေတော့ဘဲနဲ့ဒါဟိုထွက်ပြေးလာထွက်ပြေးလာတဲ့ဟာမှာလေကျွန်တော်တို့ အရခတ်တော့အေးကိုကြိုပြီးတော့မှချိတ်ဆက်လာဆိုလည်းမချိတ်ဆက်ဘူးမချိတ်ဆက်မှလည်းဒီတိုင်းလာကြတာပေါ့နော်အဒါကံကောင်းလို့ပေါ့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားတဲ့အချိန်မှာဒီကောင်တွေထွက်လာတာကဟိုမှားပြီးတော့မြန်ပစ်လိုက်လို့ရှိရင်ပေါ့နော်မှားပြီးတော့ပစ်လိုက်လို့ရှိရင်ဒါမှားပြီးပစ်တဲ့ဖြစ်စဉ်တွေကလည်းရှိတာ哦ရှိတဲ့အခါကျတော့မှားရန်သူနဲ့မှားပြီးတော့မြန်ပစ်လိုက်လို့ရှိရင်ဒါအသက်အနည်းဆုံးရှုံးရမှာပေါ့နော်အဲ့တော့သူတို့တွေမှလည်း ဟိုအရခလည်းတော့အေးဟိုကြိုပြီးချိတ်ဆက်ဖို့ကြာလေဖုန်းနေပေးမတုံးတာတို့ဘာတို့တွေအများကြီးရှိရလာတာတော့မဲ့လက်ထဲကိုမရောက်ခွဲနဲ့တော့လမ်းမာရင်ဟိုနှစ်သိန်းခွဲလောက်ရတဲ့ဟာဟိုလမ်းမာရင်တသိန်းခွဲတသိန်းလောက်ကဘာဆင်းနေမှမသိပဲနဲ့ပျောက်သွားတယ်ဘဝကိုဖြစ်နေပြီဆိုတာပေါ့နော်ဒါနတ်ရီကန်နဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကလည်းနတ်ရီကန်နဲ့ပတ်သက်ပြီးတော့မှဒါဟိုရေးထတာပေါ့နော်တချို့သတင်းဌာနတွေရေးထတွေ့တယ်ပေါ့ဘာလဲဆိုတော့ radar အစစ်ကောင်စီက radar ကိုတိတ်တဆိတ် ဖြုတ်ပြီးတော့มาတင်ွားတယ်ဗောနော်ဆိုတော့ဟိုကျွန်တော်လည်းပြန်ပြီးတော့มาစဉ်းစားတယ်ဗောနော်ဒါဟိုအရကားတော့ AR အန်လောက်ကိုတိုက်တိုက်ပြီးွားတဲ့အချိန်မှာဒီနိုင်ငံကရေဒါကြီးဖြုတ်ပြီးတင်ွားတယ်ဆိုရင်ဒါသဘာဝကျတယ်ဗောနော်ဒါမရှိတော့ဘူးဆိုတဲ့ဟာအခုကကျွန်တော်ပထမပြောခဲ့တဲ့မှာပါတယ်ထမင်းစားဖို့တော့မှာပဲလေရင်နဲ့လာချပေးနေရတဲ့ဘဝကိုဒီရေဒါကဟိုစက်ကူလေးတရွက်လို့ဟိုဟာလေးတစ်ခုလို့ တေးသေးမွားမွားလေးမှမဟုတ်တာဘောင်းမြေတဲထဲပြီးတော့မှခိုးကြောင်ခိုးဝဲထုတ်သွားလို့ရတဲ့အရာလည်းမဟုတ်ဘူးကြက်ကလေးငှက်ကလေးလိုပစိုးဆလဲတိုင်းပြီးတော့မှဖွက်သွားလို့ရတဲ့အရာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဟာကြီးကဖြုတ်သိမ်းသွားတယ်ဆိုတော့ဟာကတော့ကျွန်တော်တို့အနေနဲ့မဖြစ်မဖြစ်နိုင်မှုကတော့85ရာခိုင်နှုန်းလောက်ရှိတယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ကျန်တဲ့25လောက်ကတော့ကျွန်တော်တို့ဥပမာ ကျွန်တော်တို့ online တက်ဖွဲ့တွေကပိတ်ဆို့ထားရင်လည်းကင်းကမမြင်လိုက်တာတို့ကျွန်တော်ကင်းသမားတွေကမတွေ့လိုက်တာတို့ဘာလို့ဒါမှမဟုတ်ရှင်တခြားဥမာလေချောင်းနီးလန်းနေပေါ့နော်ဟိုလေရဟန်းရင်နဲ့ဆွဲအောက်ကနေကြိုးတိုင်းပြီးတော့မှဆွဲမဝါတာတို့ဘာလို့ဒါဒီလိုမျိုးတွေဘာတွေဖြစ်ရင်တော့မသိဘူးပေါ့နော်အဲ့ဒီဥစ္စာလည်းဘုံကဟိုအမိုင်70ပေါ့နော်အခုကျွန်တော်တို့ဒီလေတက်မှာဆိုရင်ရဟန်းရင်နဲ့ဆွဲတာဆိုအမိုင်70ဆိုရင်အမိုင်70ရဲ့နိုင်တဲ့တန်3တန်လောက်ပဲနိုင်တာ3တန်လောက်ပဲနိုင်တဲ့အခါကျတော့ ဒီ radar ကိုရဟန်းရင်နဲ့ဆွဲဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အခါကျတော့ကျွန်တော်တို့ရင်တော့မြကြီးနာပေါ့နော်မြကြီးနာကိုဒီဟိုပါပေါ့ radar ပေါ့ ATK စ radar ပို့တော့လည်းဒီလိုပဲအောက်ကနေရော မောင်းပြီးတော့ပို့ရတာအဲ့ကားကြီးကိုမောင်းပို့တဲ့အချိန်မှာပြည်သူတွေကတခါမှမမြင်ဘူးမြင်ဘူးတော့ဟိုမောင်းတဲ့ဟို driver လည်းကျွန်တော်ပေါ်တာပဲပေါ့နော်အုတ်ခွဲတစ်ချက်ကြီးဆင်မယ်သူကဆိုရင်လမ်းတောက်လျှောက်ကိုပြည်သူတွေကအံ့ဩနေကြဒီ radar ကားကြီးဖြတ်သွားတော့အဘာကားကြီးလဲဘာကားကြီးလဲ သူကလည်းစတာပေါ့ဒုံးကြီးတင်လာတာဘာညာပေါ့လေဒါမှထမင်းစားကြာကြာလည်းမရရဲဘူးဒါပေမဲ့အဲ့လန်တောက်လျှောက်ကလည်းဘုံဘူးကလည်းဒီဟိုပေါ့ပြည်နယ်နဲ့တိုင်းအစိုးရမှန်တမျှကိုစားထွက်ထားတာလုံကြုံရေးမပေါ်ရောဘူးပေါ်ရောလုံကြုံရေးပေါ်ရောသွားတယ်ဆိုတာနဲ့ဒီရေဒါရဲ့တံပိုးကဟိုရန်တက်ကြီးရှိတဲ့ခါကျတော့ဒါမျိုးတွေကိုစားထွက်ပြီးတော့မော်တော်ပီကယ်တို့ရဲတို့ဒါလုံကြုံရေးတွေယူပြီးတော့ဥပမာမန္တလေးဖြတ်မယ်ဆိုရင်မန္တလေးတိုင်းကတိုင်းမှုတာဝန်ပဲ အဲ့ကနေတဖြည်းဖြည်းရှမ်းပြည်နယ်ဖြတ်မယ်ဆိုရင်သူစင်ကဲစင်ကဲတာဝန်လုံခြုံရေးတာဝန်ယူပြီးတော့ရွှေ့သွားတာပေါ့နော်ဒီရေဒါကြီးကိုနောက်တစ်ခုကဒီရေဒါကိုမောင်းတဲ့လူကလည်းတော်ယုံတန်ယုံကားမောင်းတတ်တဲ့လူကတက်ပြီးတော့တန်းကောက်မောင်းလို့မရဘူးဘု తు မခုနဟို on off ဆွတ်တွေအများကြီးပါတယ်အဒီဥစ္စာကိုတင်တန်းတိချာပေးပြီးတော့မှဒီကားကိုမောင်းလို့ရတာနောက်တစ်ခုထပ်ပြောရမှာကျွန်တော်တို့ဒီတည်င်းနေထဲမှာတွေ့ကြရတော့ဒီနိုင်ရေခံရဲ့တောင်ကုန်းရဲ့အမြင်ကပေ9000ဆိုတော့ ဟိုပေ9000အောင်နေပြအခုပြန်မောင်းစင်းဖို့ဆိုတာလဲလွယ်လွယ်ကူကူနဲ့တော့ဒါခုနကချင်းမပြောသလိုပဲပုံကြီးပြောသလိုပဲလွယ်လွယ်ကူကူနဲ့အိတ်ကက်ထဲကောက်ထဲသွားလို့ရတဲ့ကားမဟုတ်ဘူးပေါ့နော်ကားမောင်းတဲ့အတက်တိုင်းနဲ့လူတိုင်းလဲဒီဂရိတာကားကိုတက်ကောက်မောင်းလို့မရဘူးဆိုတာကိုကျွန်တော်ပြောချင်တာပေါ့ဟုတ်ဟုတ်အဲ့တော့ဒီကတော့ကျွန်တော်တို့နိုင်ငံရေဒါဖြုတ်သိမ်းနေဆိုတဲ့ဟာကတော့ စစ်ကောင်စီကတိတ်တိတ်ဖြုတ်သိမ်းနေဆိုတဲ့ဟာတော့ကျွန်တော်တို့ကဒါကျွန်တော်ခံမှန်းလောက်ကတော့85ရာခိုင်နှုန်းကတော့မဟုတ်ဘူးမဟုတ်တော့ဘူးလို့တော့ကျွန်တော်တို့ထင်နေပါတော့အဲ့တော့မြဝါထင်နေမြင်တွေ့အောင်တော့ကျွန်တော်တို့ supply တိုင်းမဲ့လူကတော့ဒါအရခလာတော့အေးကဗိုလ်ချုပ်ထွန်းမြနိုင်ဖြစ်တယ်ပေါ့နော်ဗိုလ်ချုပ်ထွန်းမြနိုင်ကတိမ်ပြီးွားရင်တော့ငါတို့ဘာတွေရပြီဆိုပြီးတော့မှဒါမျက်မှန်တလဲနဲ့ဥခိုင်ဒုက္ခတို့ထွက်လာပါလိမ့်မယ်ပေါ့နော်ထွက်လာပြီးတော့မှဒါပြောပြတဲ့အခါကျရင်တော့ဒါပွင့်ပွင့်လင်းလင်းသိရမယ့်အနေထားမျိုးပေါ့နော်အဲ့တော့ဒီလောက်ထိ ဒေါ်ရှောဝိုင်းရံပိတ်ဆို့ထားတဲ့ဟာကအဲရုပ်တရက်ကြီးကြက်ပြောက်ငှက်ပြောက်ပျောက်သွားတဲ့ဆိုတဲ့ဟာတော့မဖြစ်နိုင်ဘူးလို့ယူဆတယ်ဒါပေမဲ့စစ်ကောင်စီကစိုက်ဝါအနေနဲ့ပေါ့နော်ဟာဒီရေဒါကုန်းကြီးကိုအတင်းဒီမှာဒီတံမိုးကြီးရဲ့ရေဒါကြီးရှိနေလို့ဆိုပြီးရတဲ့အစိမ့်နဲ့အတင်းဖိတိုက်ခံရတာလားဆိုပြီးတော့မှမရှိတော့ဘူးငါတို့ရွှေ့လိုက်ပြီဆိုပြီးတော့ဒါတရင် လွှင့်တဲ့ပုံစံလည်းဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့ဆက်ပြီးတော့မှမတိုးအောင်လို့အတိုက်မခံအောင်လို့လှုပ်တဲ့အခြေအနေမျိုးလို့တော့ကျွန်တော်မြင်တယ်ပေါ့ဟုတ်ဟုတ်နောက်တစ်ခုကလည်းဒါခုနကျွန်တော်တို့ဘကိုးတိုင်းကြောက်ချင်းမျိုးနယ်ပေါ့နော်ကြောက်ချင်းမျိုးနယ်ကိုဟိုစစ်မှုထမ်းတပ်သားတစ်ခုနဦးကနေမှကျွန်တော်တို့ KNLA ထံကိုအလင်းဝင်လာတာပေါ့အဲ့ဒီအလင်းဝင်လာတဲ့ဒါစစ်မှုထမ်းတပ်သားတစ်တွေထဲမှာဆိုအပတ်အပတ်စဉ်ကျွန်တော်တို့ခွန်တို့30တို့73တို့ပါတယ်ဗောနော်အဲ့ဒီအပတ်စဉ်နေတဲ့ရမှာခုနက နှစ်ဦးကတော့ဒါရောင်းစားခံရတဲ့ပြီးတော့မှခုနစစ်မှုတန်းတက်သားတဲ့စစ်မှုတန်းတွေကိုရောက်လာရလို့သိရတာပေါ့ဟုတ်နှစ်ဦးကတော့ရောင်းစားခံရတာပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တိုင်းပြီးတော့မှနံပါတ်တွေအသက်တွေနံပါတ်တွေအသက်တွေကျွန်တော်လိုက်ပြီးတော့မှတို့ရဲ့ဟိုဟာတွေလိုက်ဖတ်ကြည့်လိုက်တဲ့အချိန်မှာတယောက်ဆို36နှစ်အဲ့တော့စစ်မှုတန်းပတ်စင်တစ်ကဆရာကြီးကဒီ9လပိုင်း sorry ဒီဟိုဟာထဲမှာဒီ2024 4လပိုင်းလောက်မှာပေါ့နော်အဲ2020 ဟိုပေါ့26 2026အဲ9လပိုင်းဆိုရင်ဟိုပြည့်မှာပေါ့အဲနှစ်နှစ်ပြည့်မှာဟုတ်ဟုတ်အပတ်စဉ်တိကတော့မယ်အခုမှနှစ်နှစ်ပြည့်မပြည့်သေးဘူးပေါ့နော်နှစ်နှစ်မပြည့်သေးဘူးအဲ့တော့ဆိုလိုတာက36နှစ်ကဘလို့အသက်အကန့်အသတ်နဲ့ဆွဲလိုက်လို့ तू ကအပတ်စဉ်ခွန်ခွန်တို့73တို့ဘာတို့တွေဆိုတော့ तू ဆိုလို့ရှိရင်အပတ်စဉ်တိတက်တော့6ပတ်စဉ်လောက်နောက်ကြသေးတယ်ပေါ့နော်သူတို့ထဲထဲမှာဝင်လာတဲ့ထဲက အပတ်စဉ်ခုံကတော့အစောဆုံးပေါ့နော်အဲ့တော့အပတ်စဉ်ခုံထဲက6ပတ်စဉ်လောက်နောက်ကျတဲ့လူရဲဘော်တော်မှာပဲ36နှစ်တွားဖြစ်နေတော့စစ်ကောင်စီကဟိုတခါကျွန်တော်တို့ပြောလို့ပေါ့နော်ကျွန်တော်တို့အသက်44နှစ်45နှစ်တွေရောဖြစ်နိုင်မလားတို့ကျွန်တော်စစ်မှုတန်းလွတ်ပါမလားဆိုတဲ့ဟာအဲ့ဒီချက်တွေကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့တွေကဆွဲချက်ပြုလို့ရတယ်ကောက်ချက်ချလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ယုံအသက်ငယ်ငယ်လိုက်လို့ရတယ်ယုံအသက်ငယ်တချို့ဆိုယုံနှုတဲ့လူဆိုလို့ရှိရင်ဒါဟို အသက်အောက်ကို10နှစ်လောက်တော့ဖမ်းပြီးတော့မှဆွဲပြီးတော့ငယ်ပလိုက်လို့ရတယ်အဲ့ဒါရုံတဲ့အသက်ဟိုဟာဖြစ်ပြီးတော့မှဟိုအသက်ငယ်ပြီးတော့မှရုံရင်းနေတဲ့လူဆိုလို့ရှိရင်လည်းရုံတဲ့ကနေဆွဲတင်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့36နဲ့အသက်ရွယ်မရွေးဆွဲနေပြီဆိုတော့ပြောနေတာပေါ့နော်ဒီ DN ဟို KNN ထံဟိုကျွန်တော်တို့အခုနှစ်ယောက်အလင်းဝင်တဲ့ကိစ္စအာမန်ကိစ္စလေးပဲဒါပေမဲ့ကျွန်တော်အိုက်ထဲမှာထူးခြားတာဘာရှိလဲဆိုပြီးတော့မှလိုက်ရှာကြည့်တဲ့အချိန်မှာ36နှစ်တယောက်ပါတယ်အဲ့တော့ စစ်မှုထမ်းတဲ့ဒါတစ်နှစ်ကျော်ပဲရှိသေးတဲ့လူကဒီချိန်မှာအသက်36နှစ်ဆိုတော့သူ့ကိုဆွဲတာ35နှစ်တုန်းကစစ်တရက်ပါတာမင်းတို့ပြောထားတော့ session နဲ့35ကြားဆိုဘာဖြစ်လို့35နှစ်တမပါနေရတယ်အပညာပညာသေးလည်းမဟုတ်ဘူးပညာသေးဆိုရင်ရှည်တန်းထွက်တဲ့အကြောင်းမရှိဘူးပေါ့နော်ဒါပညာသေးဟွာဖြစ်တယ်ဆိုလို့ရှိရင်အဲ့တော့မိသီးအသက်ရွယ်မဆိုအားကောင်းပေါင်းတဲ့ယောက်ျားတွေမှန်သမျှရှေ့ဆက်ပြီးတော့မှကျွန်တော်တို့တော်လန်ကြီးကပို့ပြီးအချိန်ပြင်းလာလေခင်ဗျားတို့ဆွဲလေပဲဆိုတဲ့ဟာကိုဒါ ပြောလို့ရတယ်ဗောနော်ကောက်ချက်ချလို့ရတယ်ရှေ့ရှောက်ပြီးတော့မှစစ်ကောင်စီကဒေဒက်ပို့ပြီးတော့မှရုပ်မအောင်ပါနော်ဒီဟိုဟာဖြစ်သွားလို့ရှိရင်ဗာလဲရွေးကောက်ပွဲပြီးသွားလို့ရှိရင်ဟိုနိုင်ငံကိုအုပ်ချုပ်တာကသူ့အတူအုပ်ချုပ်တဲ့လူစစ်တိုက်တာစစ်တိုက်တဲ့လူဆိုပြီးပါမှခွဲကြပြီးပါမှစစ်တပ်ကပို့ပြီးတော့မှထင်ရဆိုင်တော့မှနော်အော်လှုပ်ရှင်အောင်လှုပ်တော့မှာဘာဖြစ်လို့ဆိုတော့အစိုးရကလည်းသူနဲ့ဟိုမနှုတ်တီဟာဖိဖိနှစ်ခွလို့ခေါင်းကတခေါင်းနဲ့ပဲဖိန်းသားနှစ်ခွထိုင်ကုန်သားနှစ်ခု ခွဲပြီးတော့မှထိုင်လိုက်တာခေါင်းကတခေါင်းနဲ့တစ်ချိတ်တည်းညံနေလို့ပြောချင်တာပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တွေ့ရတာ36နှစ်ဆိုတဲ့ဟာကတော်တော်ဟိုဆိုးရွားတဲ့အခြေအနေပေါ့နော်အဲ့ဒီအဲ့ဒီတဲ့အတက်ကြီးရဲ့လူတွေလည်းပါအောင်မယ်လို့ထင်တယ်ပေါ့နော်ဒါကျွန်တော်ပထမပြောခဲ့တဲ့နိုင်ရီကန်ကအဲ့ဒီ6ဘော့ထဲမှာအဲ့ဒီ3000ခွဲနှစ်ခါ6000အဲ့ဒီရဲ့ဘေးမှာတတိထားပြီးကြီးလိုက်မယ်ဆိုရင်ကျွန်တော်6ဘော့ဗီဒီယိုဖြစ်နေတဲ့အတွက်ကျွန်တော်တို့တွေကဒီထဲမှာထည့်လို့မသိတော့လို့ပေါ့နော်အဲ့ဒီ ်သူ3000ဝက်နှစ်ခါဘယ်လောက်လဲဆိုတော့ပေါင်းပြတဲ့ရဲဘော်ရဲ့ဘေးမှာလှဲနေတဲ့တယောက်ကိုတတိထားမိမယ်ဆိုလို့ရှိရင်ခေါင်းလေးဖြူအဲ့ဒါပါဆရတယ်ဗျာစဉ်းစားကြည့်အဲ့တော့ဒီမှာ36နှစ်ဆိုတဲ့ဟာဒါငယ်သေးရလို့ပြောလို့ရတယ်ဗောနော်ဒါကြောင့်မိသည့်အသက်အရွယ်မဆိုချစ်ကောင်စီကဆွဲမှာပဲလို့ကျွန်တော်တို့ကတော့ပြောနေတာဗောဟုတ်သူကတော့ဘုံကစစ်မှုထမ်းဥပဒေနဲ့မညီဘူးဆိုရင်တော့ခုနလိုအကြောင်းမျိုးမျိုးပေါ့ရှိတ်မှာဆိုလဲတာရန်ကုန်မှာရှိတဲ့ပြည်သူတွေတချို့ဆိုရင်ဒါဝင်းရဆွေဟိုကတွေ့တယ်ဆိုပြီးတော့ ဟိုပြည်သူဟိုရဲ့လက်ထဲကိုငွေစည်းဝါထည့်မှဖမ်းတာပေါ့နော်ဖမ်းမင်းရေးယူမခံကျေဘူးထောင်မကျကျင်ဘူးဆိုရင်တော့မင်းတက်သေးဝင်ဆိုတော့ဟိုနီးမျိုးမျိုးနဲ့ပဲဒါရအောင်ဖမ်းမယ်လို့ကျွန်တော်တော့မြင်နေပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့အာဇန်ဒီတယောက်ပေါ့နော်တကယ်စိတ်စိတ်လည်းတကယ်မကောင်းပါဘူးကျွန်တော်တို့မကွေးတိုင်းမင်းလမြို့နယ်တွေကနေမှခုနအင်အား60ပါတဲ့စစ်ကြောင်းပေါ့အဲ့ဒါမှခုနကားနှစ်စီးနဲ့ထွက်လာတဲ့ချိန်မှာ ဒုတခွဲမှုဝတန်ဦးစီးပြီးတော့တော်လိုင်းတက်ဖွဲ့တွေရဲ့နေပြကြားဖြတ်တိုက်ခိုက်တယ်။တိုက်ခိုက်တဲ့အချိန်မှာပဲစစ်တပ်ကဆက်နက်ဦးတိတ်ပြီးတော့26ဦးဒဏ်ရာရတယ်ပေါ့နော်။ကာနစီကလည်းလုံးဝပျက်စီးသွားတယ်ပေါ့။အဲ့လိုတိုက်ခိုက်တဲ့အချိန်မှာပဲခုနဒုတခွဲမှုဝတန်ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့အချိန်မှာသူမပြေးနိုင်တော့ဘူးဘူးကမပြေးနိုင်တဲ့အချိန်ကျတော့အောက်လက်ငယ်သားတွေကိုမင်းတို့နောက်ပြန်ဆုတ်တော့ဆိုပြီးတော့ပြောပြီးတော့မှဒါလက်ပြဘုံကိုသူရှင်ဘက်မှာပိုက်ပြီးတော့မှာ အတူကိုသူအဆုံးစီရင်သွားတယ်ပေါ့အဲ့ဒီတည်ရင်ကလည်းဟိုတကယ်လည်းဟိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဟုတ်ဟုတ်ဒါကတော့ချီကျူးဂုံပြူထိုက်တဲ့ကျွန်တော်အဖွဲ့မှာပြောခဲ့လို့ပေါ့နော်တစ်ဖက်ကကြည့်မယ်ဆိုရင်တော့တကယ်ဂုံယူစရာလောက်ရက်လို့ပြောလို့ရတယ်ပေါ့နော်ရန်သူလက်အတွင်းကိုအသက်ရှင်လျက်လုံးဝငါမရောက်စေရဘူးဆိုတော့စိတ်နေပေါ့နော်အသက်ရှင်လျက်ရောက်သွားရင်ဘာတွေလုပ်မလဲအဲကျွန်တော်တို့အမျိုးမျိုးနှိပ်စက်မယ်ဒွန်လိုင်းတက်ဖွဲ့တွေရဲ့ တည်င်းနေမေးမြန်းမယ်လိုချင်တာလိုချင်တဲ့စို့ဟိုမရရအောင်နှိမ့်ဆက်နီးအမျိုးမျိုးနဲ့မေးမယ်မေးပြီးတော့အဲ့ဒီစို့ကိုရပြီဆိုတော့အချိန်ကြာရင်တက်ပလိုက်ရောအဆုံးစီရင်မယ်ပေါ့အဆုံးစီရင်ပလိုက်နေမယ်အတိတ်ဒီဟာကတော့ကျွန်တော်လိုရိုးလုံးစင်ဖြစ်နေတဲ့ရန်သူလက်ကိုအသက်ရှင်နေရလုံးဝမကြောက်ရအောင်ဒါဟိုဖြစ်သွားတဲ့ဒီညီလေးဝတန်ပေါ့နော်ဒူးတက်ခွဲမှုဝတန်ရဲ့စိတ်ကတော့ဒါတော်တော် ပြင်းထန်တယ်လို့ပြောလို့ရတယ်ဗောနော်တစ်ဖက်ကပြန်ကြည့်တဲ့အခါကျတော့အသက်ဆုံးရှုံးသွားတဲ့အခါကျတော့စိတ်မကောင်းတွေအားလည်းဖြစ်ပါတယ်တပ်ဖွဲ့တွေပေါ်မှာဂုံယူဟိုတာဝန်ယူစိတ်เนาะတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ထိအပြည့်ရှိလဲဆိုတော့သူတန်ရရတဲ့အချိန်မှာအဲကျွန်တော် तू ကတော့ဟိုဘယ်လိုပြောအရှင်ဖန်းခံရတော့မယ့်အချိန်တွေကိုရောက်ပြီးအဲ့တော့သူ့ကိုကာပြီးတော့မှပြစ်နေတဲ့အဖွဲ့ကိုသူကတော့မင်းတို့ ဟိုဒါကျွန်တော်ဇာကားရိတ်ထဲမှာပဲမြင်မူတာဗောနော်ပြောရမှာဆိုရင်ဇာကားရိတ်ထဲမှာပဲជីဘူးတွေးဘူးတဲ့ဟာကကျွန်တော်အပြင်မှာတကယ်ရဲဘော်တွေတန်ရောနေကျွန်တော်မနေ့ကလည်းပြောခဲ့တဲ့ထဲမှာပါတယ်ကျွန်တော်ဟားဟားကအဖွဲ့တွေရဲ့တန်ရောစင်ကဘယ်လောက်ထိဟိုဖြစ်လဲဆိုတာကိုနော်ရဲစခန်းကိုသွားစီးပြီးတော့ကကယ်ထုတ်တဲ့အခြေအနေမျိုးတွေအခုလည်းဒီတိုင်းပဲတို့တန်ရောစင်ကဘယ်လောက်ထိတယောက်နဲ့တယောက်ကိုဒါရဲဘော်ရဲဘက်စိတ်အပြည့်ဘယ်လောက်ထိရှိလဲဆိုတော့ခေါင်းဆောင်တယောက်အနေနဲ့ယာယီမင်းတို့ဆုတ်သွားတော့ငါ့ကိုဘာမှမဖြစ်နေတော့ဆိုပြီးတော့ဒီကောင်းနေဖမ်းဖို့ လာတဲ့အချိန်မှာသူကလက်ပြဘုံကိုပင်ဖြုတ်ပြီးတော့မှကျွန်တော်တို့လက်ပြဘုံကိုအောက်မှာမြေကြီးမှာထားလိုက်ပြီးတော့မှအပေါ်ကနေလူကမှောက်လိုက်တယ်ဗောနော်မှောက်ပြီးတော့မှလက်ပြဘုံအကွဲခံပြီးတော့မှဒါဟိုသူရဲကောင်းစိတ်တက်ကိုကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေရဲ့သူရဲကောင်းစိတ်တက်ရဲဘော်တွေပေါ်မှာထားတဲ့တာဝန်ယူမှုတာဝန်ခံမှုခေါင်းဆောင်မှုစိတ်တက်ကိုဒါအပြေးဝပြသွားတဲ့ဖြစ်စဉ်လေးဗောနော်ဒါနဲ့ပတ်သက်ပြီးတော့လေဒါဂုံယူစရာဖြစ်တယ်လို့စိတ်မကောင်းနေရတခုလည်းဖြစ်တယ်ဆိုတော့လေပြောချင်ပါသေးတယ်ဟုတ်ဒါငါသာအတိတ်ခံမှာငါတက်ဖွဲ့တော့အကြမခံဘူးဆိုတော့ စိတ်ဓာတ်ကိုသွားတွေ့ရတာပေါ့နော်ဟုတ်အဲနောက်တစ်ခုတော့ကျွန်တော်တို့ဒါမြဝတီကရင်ပြည်နယ်အဲမြို့ပေါ့နော်ဟိုလေးကေကွန်နာညီမပြည်သူရဲ့အစည်းကားတစည်းကိုဒါစစ်တပ်ကနေမှပြစ်ခတ်တယ်ဆိုတာကိုလည်းကြားရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုအသေးစိတ်ပြောပြပြီပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့သူကပြည်သူကအယက်အယက်ကားပေါ့နော်အယက်ကားကဒါသူလေးကေကောမာသူရဲ့ကျွန်တော်အဖွဲ့မှာပြောခဲ့လို့ပေါ့နော်လေးကေကောမာသူရဲ့ဒါ ပစ္စည်းပစ္စည်းအရောဘာလို့တွေဒါရှင်းရှိမယ်ပေါ့နော်ယုတ်ရက်ဒါရှီကောင်စီကဟိုဖြစ်တဲ့အခါကျတော့ဟိုလေးကခေါ်တဲ့ဝင်လာခဲ့တဲ့အခါကျတော့လေးကခေါ်တဲ့မှာရှီကောင်စီရောက်နေတော့ဒါကျွန်တော်တို့ပြည်သူကသူ့ရဲ့အရေးကြီးပစ္စည်းတွေဘာတွေရှိမှာပေါ့ပြန်ဝင်ယူဖို့အတွက်ဒါရွာတဲ့ကိုပြန်ပြီးတော့မှကားနဲ့ပြန်ဝင်တဲ့အချိန်မှာရှီကောင်စီကဟိုရန်တမ်းမှန်းတမ်းပေါ့နော် ရန်တမ်းမှန်းတမ်းကားကိုပစ်ပလိုက်တယ်ပစ်ပလိုက်တော့ကားမောင်းသမားဒါတိုက်ဆုံသွားပါတယ်ကားမောင်းသမားတိုက်ဆုံသွားပြီးတော့မှကျွန်တော်တို့ နောက်ကပါလာတဲ့လူတွေဒါဒဏ်ရာရတယ်ဗောနော်ဒဏ်ရာရတယ်ဖြစ်စဉ်ဒါဒီနေ့မှာပဲဖြစ်ခဲ့တယ်ဗောနော်ဖြစ်ခဲ့တဲ့ခါကျတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်စစ်ကောင်စီကကျွန်တော်အစားပိုင်းမှာပြောခဲ့တဲ့မှာလည်းပါတယ်ပြည်သူကတော့စစ်တပ်ပဲအုပ်ချုပ်အုပ်ချုပ်တော်လိုင်းတပ်ဖွဲ့ပဲအုပ်ချုပ်အုပ်ချုပ်ကိုယ်အိမ်တော့ချိတဲ့ပစ္စည်းတော့ကိုယ့်အကိုဟိုပြန်ပြီးတော့မှယူမှာပဲလေဒါကတော့ဟိုစစ်တပ်ပဲဖြစ်ဖြစ်တော်လိုင်းတပ်ဖွဲ့ပဲဖြစ်ဖြစ်သူ့အိမ်သူပြန်လာတဲ့ ပြည်သူကိုတော့အဲကျွန်တော်တို့ဥမာဟိုကြွားသလိုရှိနေကြွားထိတ်မှာပဲဖြစ်ဖြစ်ကြွားလာတဲ့လမ်းမှာပဲဖြစ်ဖြစ်တခုစစ်စေးကိလေးတခုထားပြီးတော့မှလာတဲ့ဟာကိုကောက်တားလိုက်မယ်တားပြီးတော့ဘဲသွားမှလည်းပါကားထဲမှာလက်နဲ့ပါလာပါညာကြီးလိုက်ပေါ့ကြီးပြီးတော့မှပြည်သူလူထုစစ်တယ်ဆိုရင်သွားပေါ့အချိန်ဘယ်လောက်ရမယ်ဟိုဟာဖြစ်မယ်ဘယ်နှစ်ရည်ရမယ်ခင်ဗျားတို့ပစ္စည်းယူတရားရှိတဲ့ပစ္စည်းယူဟိုဘူဒါဘောတို့ကော့ဂရိတ်မှာဟိုဟာဖြစ်တယ်လို့ပေါ့နော်ဟိုလုတ်တယ်လို့ပေါ့ ယူမလာပစ္စည်းယူမယ်ဆိုလို့ရှိရင်ငါတို့ဘယ်နှစ်ရက်အချိန်ပေးမယ်ယူယူယူပြီးွားလို့ရှိရင်ရပြီငါတို့ကျန်တဲ့ဒါစီးရေဖော်ဆောင်မှုကိစ္စတွေငါတို့တွေလောက်အောင်မှာဖြစ်တယ်တွေ့မင်းတို့အန်နေများတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် तू က no man land ပုံစံမျိုးလုပ်လိုက်တာဒါလိဂေကောနေရာကြီးကိုလိဂေကောဆိုတာကမင်းတို့ရဲ့ဘာဘာကြီးတိတ်ဆိတ်မဲ့ဂျပန်ကနီဘွန်ဖောင်ဒေးရှင်းနဲ့ ပူပေါင်းပြီးတော့မှဒါပြည်သူလူထုတွေတံပိုးနဲ့အင်အားလေးတွေဆောက်ပေးခဲ့တဲ့နေရာเนาะအဲ့ဒီမှာ तू ကဘာဖြစ်လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီမြောက်ရီခွင်ရဲ့တော်နိုင်ကြီးတပ်ဖွဲ့တွေကအဲဥမာကော့ဘောပေါ့ပြောရမလို့ကော့ဘရာပေါ့ကော့ဘရာက၄ခေကောတရေတီးပြီးတော့မှ तू ကပေါက်ဖွားလာတာဖြစ်တဲ့အတွက် तू က၄ခေကောကြည့်မရစစ်ကောင်စီက၄ခေကောကြည့်မရတော့ဘာဖြစ်လဲဆိုတော့ ကားမှန်တယ်မြတ်တွေ့သည်မြအကုန်လုံးချမ်းသာပြတ်တော့လေးခေတော်သားဆိုလို့ရှိရင် तू ကကလေးရောခွေးရောမချမ်းနဲ့ကွာဆိုတော့စိတ်မျိုးပေါက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်လေးခေတော်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တိအောင်ပြောပြရမယ်ဆိုလို့ရှိရင်လေးခေတော်ကမှတရင်ကိုရင်းရှိပါတယ်စစ်ကောင်စီကတရင်ကိုရင်းရှိပါတယ်ဟုတ်နော်တက်မှနှစ်နှစ်ကသုံးပြူဟာဘူဟာသုံးခုနဲ့ဝဟာတရင်သုံးရင်းနဲ့ကိုရင်းတိတိအဲ့ဒီထဲမှာရှိပါတယ်အဲ့ဒီကိုရင်းကရှေ့လေ တလန်းတိုးမရနောက်လည်းတလန်းဆုံးမရဖြစ်အောင်လို့တော့ကျွန်တော်တို့ဒါဗိုဒါဘောနဲ့ဟလာကိုကော့ဘရာဗျူဟာ30နှစ်အဖွဲတွေကဝိုင်းရံပိတ်ဆို့ထားပါတယ်ပိတ်ဆို့ထားတဲ့အခါကျတော့အဲ့ဒီအထဲမှာတို့ကဟိုဘယ်လိုပြောရမလဲဆိုတော့လှောင်ပိတ်မိနေပြီးတော့တနေ့လာလဲဒီ 6K ကော်ထဲမှာတနေ့လာလဲဒီ 6K ကော်ထဲမှာကျွန်တော်တို့စီကကာမီကာဇင်နဲ့တွားချိတ်လိုက် drone နဲ့ချိတ်လိုက်အခွင့်တိုင်းပေါ့နော်ဒေါက်လျှောက်ကြီးချိတ်နေတာတော့မဟုတ်ဘူးတနေ့ကုန်ကျဲနေတာတော့မဟုတ်ဘူးအခွင့်တိုင်းတွားတွားပြီးတော့ချိတ်နေတဲ့အခါကျတော့ဒီကောင်နေ နာနေပါပြီနာနေတဲ့ခါကျတော့မဲတော့မှာပါအဲ့တော့တွေ့ရလူကိုမဲတော့မှာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တခါဗာပြည့်ခဲ့လဲဆိုတော့2023နှစ်ဆန်းပိုင်းမှာပေါ့နော်နှစ်ဆန်းပိုင်းမှာကျွန်တော်တို့ဒါဟိုကဒီအန်နေပေါ့နော်ကော်တူလေးအာမီကော်တူလေးအာမီကကျွန်တော်တို့ဗိုလ်စားလုံးပေါ့အဲ့တော့ကဗိုလ်စားလုံးအဲ့ဒီမှာရှိသေးတယ်ပေါ့နော်ဗိုလ်စားလုံးကကျွန်တော်တို့ထိကပ်ပလဲစခန်းကိုတွတ်တိုက်တယ် ်ထိကပ်လဲစကန်းကိုတတ်တိုက်တဲ့အချိန်မှာကျွန်တော်တို့တတ်တိုက်လိုက်တယ်တိုက်ပြီးတော့မှဒါထိကပ်လဲစကန်းကိုမရဘူးပေါ့မရတော့တိုက်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှနောက်ဆုတ်လာတဲ့အချိန်မှာတော်နိုင်တက်ဖွဲ့တွေကနောက်ကိုဆုတ်လာဆုတ်လာတော့အဲ့ဒီဟိုထိကပ်လဲနားမှာအဲ့လိုပဲဒါဒီဂျပန်နီဘောင်ဘောင်နေရှင်းရပဲအိမ်ရလောက်ထားတဲ့အိမ်အလုံး90ရှိတယ်အဲ့ဒီရွာထိတ်မှာကျွန်တော်တို့ဟိုဟာလေးရှိရဈေးဆိုင်လေးရှိရ အဲ့ဈေးတိုင်းပိုင်ရှင်ရဆိုလို့ရှိရင်ဘယ်လောက်ဒီဟွာဖြစ်တာလဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေဟိုလိုတဲ့ဟာယူယူသုံးပေါ့နော်ဒီနေရာကဒီဆိုင်နဲ့ကလိုတဲ့ဟာယူသုံးဟိုယူပြီးတော့ချက်စားပေါ့နော်အေယိုတဲမသွားရင်ဟိုတက်ဖွဲ့ရှိတဲ့နေရာကိုတဲမသွားရင်ရပါပြီဆိုပြီးတော့မှပေးထားတဲ့ဆိုင်အဲ့ဒီဆိုင်ကိုကျွန်တော်တို့ဒီထိုင်းမက်ချမ်းမှာနေတဲ့ဟိုထိုင်းကရင်ပေါ့နော်ထိုင်းမက်ပုံနဲ့ကိုင်းထားတဲ့ကလေးကအသက်20ဝင်းကျင်ကလေးကသူကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရဲ့နောက်ဆုတ်သွားပြီ စစ်ကောင်စီကလည်းသူစကမ်းမှာပဲသူရှိရှိရထင်ပြီးတော့မှသူကသူဆိုင်သူပြန်လာပြန်တဲ့ချိန်မှာအဲ့ဟိုထိကပ်လဲစကမ်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့တွေကဆင်းလာလဲပြလဲပြီးတော့ဟိုတော်လိုင်းတပ်ဖွဲ့တွေနောက်ကိုလိုက်လိုက်ပြီးတော့မှရှင်းတာပေါ့ဆရာကြီးပြောရမယ်ဆိုရင်တော့ရှင်းတာအမှန်တကယ်တော်လိုင်းတပ်ဖွဲ့တွေကကိုစကမ်းကိုပြန်ပြန်ရောက်ကုန်ကြပြီအဲ့ဒါကိုသူတို့ကနောက်ကနေထွက်ပြီးတော့မှလိုက်ရှင်းပါတယ်ဘာညာဆိုပြီးတော့အတန်ကောင်းဟိတော့ဟိုကလေးကလည်းဆိုင်ငယ်နဲ့အလာသူတို့ကလည်းအဲ့ဒီအလုံး90ဘက်ကို ရှင်းတဲ့အချိန်နဲ့သွားတိုးတော့ဆိုင်ကန်တန်ကြတာနဲ့တော်လိုင်းတက်ဖွဲ့တော့ဘာတော့ဘာမှမခွဲကြတော့ပဲနဲ့ပြစ်ပလိုက်တာအဲ့ကလေးတယောက်အသက်ဆုံးရှုံးသွားရတယ်ဗောနော်အဲ့တော့စစ်ကောင်စီကသူတို့နာပြီဆိုရင်ဒါမဲမဲမြင်ရလိုက်ပြီးတော့မှလှုပ်တတ်တဲ့အကျင့်ရှိတဲ့အတွက်ဒါပြည်သူလူထုအနေနဲ့လည်းလေးခေကောမြားပရီအကုန်လုံးတောက်လျှောက်ဗောနော်ကျွန်တော်တို့ဟော်လီဘက်ချန်းကပြည်သူလူထုရောအကုန်လုံးဒါတရီထားစေခြင်းလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကအကြံပြုခြင်းပါတယ်ဗျာဟုတ်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့နိုင်ငံရေဒါကြီး ဖြုတ်သိမ်းသွားတယ်ဆိုတာကတော့ကျွန်တော်တို့ဖြစ်နိုင်ရည်ကတော့85ရာခိုင်နှုန်းလောက်မရှိပါဘူးဆိုတဲ့ဟာတွေပြောနေတာပေါ့နော်။နောက်တစ်ခုကအသက်အရွယ်မရွေးဒါစစ်ကောင်စီကပေါ်တာတော့ဆွဲနေမှာပဲစစ်တပ်တွေထည့်နေမှာပဲဆိုတဲ့ဟာလေးလည်းပြောပြခြင်းနေပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဒူတက်ခွဲမှုဖြစ်တဲ့ဒါဝတ်တန်ပေါ့နော်။ဒါဂုံယူစရာဖြစ်သလိုကျွန်တော်တို့ဝန်းနေစရာတရားလည်းဖြစ်တဲ့ဖြစ်စဉ်ပေါ့နော်။အဲဒါနောက်ဆုံးပြောခဲ့တဲ့ဟာတော့စစ်ကောင်စီကလေခိကော်တွေမှာတရင်ကိုရင်ရှိပါတယ်။ဒါပြည်သူလူထုနဲ့လေခိကော်ထိမဲ့ဝါခီ ကျွန်တော်တို့ဟိုဘက်ကမေတ္တာလေးမြတ်ရင်အဆက်တို့ဘာတို့တွေလဲဒီနေရာကြီးလဲအထူးတတိထားသိကြပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်စကားဝိုင်းလေးကိုညီကောင်းချုပ်ပါရက်အားလုံးပဲကျေးဇူးတင်ပါတယ်